အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဒါ Super Sunday ရဲ့ဒါ Chelsea နဲ့ Arsenal ရဲ့ပွဲ London Derby ပွဲပြီးမှတစ်ဖက်တစ်ခုစီတည်ချသွားတယ်ဒီပွဲနဲ့ပတ်သက်လို့ကျွန်တော်ဘာသွားတွေ့လဲဆိုတော့ Chelsea အသင်းတော်တော်လေး hunger ဖြစ်တယ် Chelsea အသင်းအနိုင်ရဖို့ဆန္ဒပူပြပြရတယ် Chelsea အသင်းဟာတယောက်ထောက်ခံရသည့်တိုင်အောင်သူတို့ရဲ့သူတို့ရဲ့ကြိုးစားမှုနဲ့အသင်းလုံးကိုအများကြီးချီးကျူးရတယ်ဒါအမှန်တရားပဲ ဒါအာဆယ်အသင်းအနေနဲ့တယောက်တာသွားတယ်ဆိုတဲ့စိတ်ခံစားမှုကလည်းဒီပွဲကိုဘယ်လိုပြောမလဲငါတို့အေးဆေးပါဆိုတဲ့ပုံစံမျိုးလည်းဖြစ်ကောင်းဖြစ်နေတယ်ဒါပေမဲ့စက်တယောက်စက်တယောက်မှာချက်စီကောင်းတဲ့တော်တော်လေးကောင်းနေပြချက်စီ pressure ပေးနိုင်တယ်ဒါအိမ်ဝင်းဆိုတော့လည်းအားသာချက်ရှိတာပေါ့လေဒါပေမဲ့ချက်စီကစားပုံဟာတော်တော်လေးအထင်ကြီးစရာကောင်းနေပြဒီပွဲမှာကစားတာ aggressive ဖြစ်တဲ့နောက်တစ်ခုကအာဆယ်ကစားမတွေရဲ့တူးဦးချင်းကြော်ဖြတ်မှုကိုထိုက်ဖြစ်အောင်လုပ်ထားတယ်နောက်တစ်ဖက်ကလည်းဘယ်လိုပြောမလဲတယောက်ထုတ်ခံရတဲ့တိုင်အောင် ကစားသွားတဲ့အပိုင်းမှာဘာမှပြောစရာမရှိဘူးသူတို့လိုချင်တဲ့ပုံစံ game plan ကိုရအောင်ချတယ်ဗျာဥမာဥမာပြောချင်တာအိရှင်အသင်းကတယောက်ထုတ်ခံရတယ်ကိုယ့်အသင်းကတယောက်ထုတ်ခံရတဲ့အချိန်မှာပြိုင်ဘက်ကဘောလုံးနေခြိုင်တော့မယ်ပွဲကိုစိုးမိုးတော့မယ်ဒါပေမဲ့အဲ့ပွဲကိုစိုးမိုးဖို့ဆိုရင်ချင်းစီမှာလုတ်စရာတံပိုးချဖို့ပဲရှိတယ်တံပိုးချမလားကိုယ်ဘောလုံးရှင်ခြိုင်ဖို့မဖြစ်နိုင်ဘူးဟိုအရင်ကဘောလုံးခြိုင်တဲ့အသင်းတစ်သိကိုကိုယ်ရှင်ခြိုင်ဖို့မဖြစ်နိုင်ဘူးမဖြစ်နိုင်တဲ့ဘာဘာဘာလို့လဲဖောင်းနေဖြစ်အောင်လုပ်မလဲတတ်တယ်ဗျာပွဲကိုတံပိုးချပြင်မယ် လုံးဝ game return မိလို့မရဘူးအဲ့ဒါအဲ့ဒါက part of the game ပဲတချို့ကလည်းဒါကိုကြိုက်ချင်မှကြိုက်မှာပေါ့လေဒါဥမာကျွန်တော် Arsenal အသင်းအနေနဲ့ကိုတယောက်ထုတ်ခံရတဲ့အချိန်မှာ10ယောက်11ယောက်ကစားရင်လည်းဒီလိုပုံစံလုပ်မှာပဲဒါပြောလို့မရဘူးဒါဒါ Chelsea ကဥပထမပိုင်းမှာဆို Aston Villa အပိုင်ခံရတယ်ဗျအပိုင် chance ရတယ်။နောက်သူတို့ Copa မှာဆိုရင် fully fit မဖြစ်တာလည်းပါတယ်။ကျွန်တော်စိုးရိမ်တဲ့သိပြီးသား Copa မှာဒီလိုပွဲမျိုးမှာသူမကစားဘူး။ဘာကြောင့်လဲဆိုတော့သူ့အတွက်အနေများတယ်။မလူလားပဲတဲ့ injury ဖြစ်သွားနိုင်တယ်။ ဲ့မှာတယောက်ပါထုတ်တဲ့ကြောင့်ခိုးဖားမမသုံးဆိုတော့တွတ်ထားပြီးတော့ဒီနေပွဲကသူ့အတွက်ဖေးစီကစားမတွေသုံးကိုသုံးပါဒီနေရာမှာဘယ်လိုပြောမလဲဆိုအာဆယ်ရဲ့ defensive shape မှာ Muscara နဲ့ Hinkepi shaky ဖြစ်တဲ့ movement တွေကို Chelsea ကသုံးချတယ်တကယ်လည်း pressure ပေးတယ်ဆိုတော့သူတို့လှုပ်တင်လှုပ်ထိုက်တဲ့အပိုင်းတွေကိုလှုပ်တယ်ဒီအားဒီမှာ Chelsea ကတော်တော်လေးကောင်းတဲ့ set piece ကိုသွင်းနိုင်တဲ့အသင်းဖြစ်လေတော်တော်လေးကောင်းတယ်ဗျ good တော်လေးရတယ်ဒီနောက်တစ်ချက်ကဘယ်လိုပြောမလဲ ဖူဖာနာဆိုခုနောက်ပိုင်းတော်တော်လေးညအခုဗျရောဘတ်ဆန်ချက်ကိုရောက်မဲ့ပါညာနဲ့အတန်တီတောက်လျှောက်ထွက်ပြီးတော့မိုက်မက်ညိုကိုကျိုးပန်းပြီးခဲ့ကဆန်ချက်ကလုံးဝမမားတော့တာနော်မမားဘူးမို့မားသေးတယ်ဒါပေမဲ့တော်တော်ကို အမားနေသွားပြီးတော့ဘာဖြစ်လဲဆိုတော်တော်တည်ငြိမ်လာခဲ့တယ်အဲ့ဒီချိန်ထဲမှာပဲချာလိုပါနဲ့ဒီဖူဖာနာအတွဲဟာလည်းတော်တော်လေး solid ဖြစ်တယ်ဒီနှစ်ယောက်တော်တော်လေး solid ဖြစ်တယ်မမဒါကူကရလာကတော့ဒါ one of the best left back ပဲပြီးညာဘက်ချမ်းက ဘယ်လိုပြောမလဲမာလူကုဆိုအားကိုရတယ် reachain ဆိုအခု DM position ဒီပွဲဆို man of the match အောင်ရသွားတယ်ဆိုတော့ဒါကိုကြည့်ချင်အဖြစ် Arsenal တခါလေကြာတချို့အသင်းတွေဟာပြောရလေဘယ်လိုပြောမလဲကိုအသင်းက10ယောက်11ယောက်ကိုမနိုင်တာကိုဒေါသထွက်နေကြတယ်ဗျပြိုင်မဲ့ကိုလည်း credit ပေးဖို့လိုအပ်တယ်ဒါကျွန်တော်အမြင်ပေါ့လေတယောက်နဲ့တယောက်နဲ့မတူဘူးပေါ့လေကိုအသင်း မနိုင်ညံ့တာလည်းပါတယ်ဒါပေမဲ့ပြိုင်ပဲကောင်းတာလည်းထွက်တွက်ပါဘူးလေကိုသေးပဲညံ့လို့လည်းမဟုတ်ကိုလုံးလုံးကြီးညံ့ပြီးပြိုင်ပဲမကောင်းပဲနဲ့ကိုလုံးကြီးညံ့လို့တေချာသွားတယ်ဆိုတော့တမျိုးပေါ့ပြိုင်ပဲကို credit ပေးရမယ်အာဆယ်ကိုလုံးလောက်တဲ့ chance ပေးဖို့မပေးဘူးလုံးလောက်တဲ့ chance ကိုမပေးဘူးအာဆယ်ကိုရနိုင်မဲ့လမ်းကြောင်းအားလုံးကိုတားဆီးတယ်တစ်ချက်ချက်တံပြန်ကောင်တာတွေမှာတော်တော်လေးထီရောက်တဲ့ထိုးဖောက်မှုတွေလုပ်တဲ့အထူးသဖြင့် net တူကတော်တော်လေးပဲဆိုပြောချင်တာကအာဆယ်ဘေးသက်တော်များများကအာဆယ်10ယောက်17ယောက်ကိုမနိုင်ပါလားဆိုပြီးတော့အပြစ်ပြောကြပါမယ် ဒါပေမဲ့ Hoover Reverse ကပြန်ကြည့်တဲ့အခါမှာ Chelsea ကို credit ပေးရမှာလေရှင်းရှင်းလေးပဲပါလို့သူတို့၁၀ယောက်၁၁ယောက်တည်းကစားရတယ်၁၀ယောက်၁၁ယောက်မှာကိုနဲ့ကန်ရတာအတင်းကြီးပြာထားပါလို့အဲ့၁၀ယောက်၁၁ယောက်ကိုဝေးခွင်းသွားကန်ရဆိုတော့ဘလို့မှမဖြစ်နိုင်ဘူးဒါရှင်းရှင်းလေးဝေးခွင်းဆိုရင်တော့တေချာပေါက်ကိုပြက်ရှုံးပါပဲကိုမပြက်ရင်တော့တေချာပေါက်ရှုံးပါဒါပေမဲ့အိမ်ခွင်းပြည့်တဲ့ကြောင့်အိမ်ခွင်းပေးတဲ့အားရှိတယ်အဲ့မှာမထင်မှတ်ပဲဥဆောင်ကိုရတယ်သူတို့မှာဒီဒီပွဲမှာဆိုရင် play each other fight each other ရှင်းရှင်းလေးပဲ ဒါအဆုံးသက်မှာ reward အနေနဲ့တမတ်ရတယ်ဒါထိုက်တန်တယ်ဒါရှင်ပြပါဆိုတော့ပြောချင်တာကချက်စီကိုပြန်ပြီး credit ပေးရမှာဆိုတော့တချို့ကအဆက်ပြေးတဲ့တော်တော်များများတော်များများရှိတာပေါ့လေကိုအတင်ကအဲ့နေရာမှာ10ယောက်17ယောက်နဲ့ကစားလို့ကို Stanford Bridge ကနေကျွန်တော်တမတ်ယူပြီးပြန်လာတယ်ပဲထားဟာငါတို့သင်ခန်းစီဘလောက်ကောင်းလဲလို့ကြီးကျူးကြမှာပြိုင်ပိုက်ချက်စီညံ့လာရပါစိတ်ဝင်စားဘူးအဲ့လိုပေါ့လေတချမ်းနဲ့တွေးလို့မရဘူးကျွန်တော်တို့ကတချမ်းတွေးတဲ့အခါမှာချက်စီဘက်ကကြည့်လို့ရှိရင်ချက်စီဘက်ကအဲ့တိုင်းပဲဆိုတော့ ခရက်ဒစ်ပေးရမယ်ချက်စီကိုအများကြီးခရက်ဒစ်ပေးရမယ်ဒါတော့မှတော့သူတို့ခိုးဖားမှမပါသေးဘူးဒါခိုးဖားမှလည်းဒါဒီပွဲအတွက်အရင်ရှုမဖြစ်တာလည်းပါတယ်ဒါပေမဲ့ overall performance အခြေရင် reach တော်တော်လေးကောင်းတယ်ဒါ fully fit ဖြစ်နေလို့ရှိရင် reach ရချက်စီအတွက်တကယ်အားကိုးရတယ် DM position မှာရော right back position မှာအများကြီးအားကိုးရတယ်နောက်တစ်ခုက aspect ရှိရ potential လေးအများကြီးတွေးရတယ်နောက်တစ်ခုကတော်တော်လေးအလုံးလုံးတယ် ဂျောင်ဖတ်ထူကတော့ပြောဖို့ခက်တယ်လီယန်ဒီလက်နဲ့ဂျောင်ဖတ်ထူဒါပေမဲ့ကျန်တဲ့ကစားမတွေတော်တော်များများခိုင်စီတို့သုံးပွဲပိတ်ခါတာနည်းနည်းတော့ဒါစိတ်ပြက်စရာပေါ့လေဘာလို့ဆိုတော့ straight red ဖြစ်သွားတာ straight red ဖြစ်သွားတာဒါပေမဲ့အခုလောလောဆယ်အနေထားရတော့ Chelsea အသင်းနဲ့ Arsenal ဘာစကာကိုကြည့်တယ် title challenger အတွက် ready ဖြစ်ပြီလားလို့ပြောရင်ကျွန်တော်တို့ ready မဖြစ်သေးဘူးလို့မြင်တယ်ဒါပေမဲ့ all the way up there တော့ရှိအောင်ပါဆိုတော့ပြောချင်တာကပြထိုးတူထိုးတူဖြစ်ချင်မှဖြစ်မယ်ဒါပေမဲ့ ဒီဒီ gap တွေမှာတော့ရှိနေအောင်မှာ6မှတ်နဲ့10မှတ်6မှတ်4မှတ်4မှတ်6မှတ်10မှတ်ကြားထဲမှာ gap တွေမှာရှိနေမယ်ချက်စီကဘာပဲဖြစ်ဖြစ် keep in touch ဖြစ်နေအောင်မှာပဲဒါဘာဖြစ်ဖြစ် also boss ကအသင်းကနောက်တနည်းနည်းဆိုဒီထက်ပိုကောင်းလာဖို့ပဲရှိပါတယ်ဒါကျွန်တော်အမြင်ပေါ့လေအားလုံးကျေးဇူးတင်ပါတယ်